မင်္ဂလာပါခင်ဗျရှမ်းကုန်းခေတ္တကနေဒီနေ့နေ့လေးကသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖက်စစ်ကောင်စီကပို့ကုန်းသွင်းကုန်းတွေကိုအရင်အမေရိကန်ဒေါ်လာ2100ကျပ်နဲ့အခွန်ကောက်နေရတာလေအခုခါမှာတော့အမေရိကန်ဒေါ်လာ3588ကျပ်နဲ့ပြောင်းလဲကောက်ခံတော့မယ်လို့မနေ့ကပဲတရားဝင်ထုတ်ပြန်လိုက်တဲ့အတွက်စက်သုံးစီပါဝင်ပို့ကုန်းသွင်းကုန်းတွေအလုံး80ရာခိုင်နှုန်းထိဈေးနှုန်းတွေလိုက်ပြီးမြင့်တက်ရတော့မယ်ဆိုပါတယ် ရခိုင်ပြည်နယ်စစ်တွေးမြို့နယ်ကရန်ကုန်စစ်တွေးကားလမ်းဘိုက်မှာရှိတဲ့အချမ်းဖတ်စစ်ကောင်စီတပ်စခန်းတွေကိုအာရခတပ်တော် AA ကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေဖြစ်ပွားနေပြီဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကပုတ်ကုံတွင်းကုံတွေးကိုအရင်အမေရိကန်ဒေါ်လာ2100ကျပ်နဲ့အခွန်ကောက်နေရကနေအခုကမှတော့အမေရိကန်ဒေါ်လာ3588ကျပ်နဲ့ပြောင်းလဲကောက်ခံတော့မယ်လို့မနေ့ကပဲတရားဝင်ထုတ်ပြန်လိုက်တဲ့အတွက် စက်သုံးစီအပါဝင်ပို့ကုန်သွင်းကုန်တွေအားလုံး80ရာခိုင်နှုန်းအထိဈေးနှုန်းတွေလိုက်ပြီးမြင့်တက်ရတော့မယ်လို့ UMS CCI ရဲ့စီးပွားရေးသမားတဦးကရန်ကုန်ခေတ်တွေကိုပြောပါတယ်အကြံဖတ်စစ်ကောင်စီကဒီဇင်ဘာလ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲကောက်ခငင်းငါကြီးမြန်မာနိုင်ငံရဲ့ပို့ကုန်သွင်းကုန်တွေကိုအရင်ကအမေရိကန်ဒေါ်လာ2100ကျပ်နဲ့အခွန်ကောက်နေရကနေအခုတော့အမေရိကန်ဒေါ်လာငွေကျပ်3588ကျပ်နဲ့ပြောင်းလဲကောက်ခံမယ်ဆိုပြီးတရဝင်းကြီးကိုထုတ်ပြန်ကြေညာလိုက်ပါတယ် ဲ့ဒီလိုပို့ကုန်ဒွင်းကုန်တွေအမေရိကန်ဒေါ်လာ3588ကျပ်နဲ့တိုးမြင့်ကောက်ခံမှုဟာအခုလာမယ့်2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကစပြီးစတင်ကောက်တော့မှာဖြစ်တယ်ဆိုပြီးတော့ကိုစစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာပြောထားပါတယ်အဲ့ဒီလိုစစ်ကောင်စီဘက်ကအခွန်တွေအစမတန်တိုးမြင့်ကောက်ခံတော့မယ့်ကြေညာချက်ကြောင့်ဒွင်းကုန်တွေရောပို့ကုန်တွေရောအရင်ထက်80ရာခိုင်နှုန်းအထိမြင့်တက်သွားတာဖြစ်တဲ့အတွက် တဖက်မှာဈေးနှုန်းတွေဟာလည်း80ရာခိုင်နှုန်းအထိမတက်ချင်လဲမဖြစ်မနေလိုက်တက်ရတော့မှဖြစ်တယ်လို့ UMCCI ရဲ့စီးပွားရေးသမားတဦးကရှင်းပြထားပါတယ်။ဒီလိုအချက်ဖက်စကောင်စီကရုတ်တရက်ကြီးပို့ကုန်သွင်းကုန်အခွန်တွေကိုအစမတန်တိုးမြင့်ကောက်ခံလိုက်တာဟာလက်ရှိသူတို့မှာနိုင်ငံရဲ့ဘတ်ဂျက်လွန်ငွေကျပ်ကိုဘီလီယံနဲ့ချီလိုနေတာတွေအတွက်ဖြည့်ရှင်းဖို့လှုပ်လာတာဖြစ်တယ်လို့သူတို့အဲ့ဒီလိုမစင်မချင်းတွေလှုပ်နေတဲ့အတွက်တပတ်က73စီအပါဝင်ပို့ကုန်သွင်းကုန်တွေအားလုံးမှာပါစီးပွားရေးလုပ်ငန်းရှင်တွေဘက်ကဈေးနှုန်းတွေမတက်ချင်လဲ 90ရာခိုင်နှုန်းတီလိုက်တက်ရတော့မယ့်အခြေအနေဖြစ်သွားတယ်လို့လဲ UMSCCI ရဲ့စီးပွားရေးသမားတဦးကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရခိုင်ပြည်နယ်စစ်တွေမြို့နယ်ကရန်ကုန်စစ်တွေကားလမ်းဘိုက်မှာရှိတဲ့အကြံဖက်စစ်ကောင်စီတပ်စခန်းတွေကိုအာရကတတော် AA ကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေဖြစ်ပွားနေပြီလို့ဒေသခံသတင်းရင်းမြစ်နဲ့စစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်အခုရက်ပိုင်းမှာပဲစစ်တွေမြို့နယ်မှာရှိတဲ့အကြံဖက်စစ်ကောင်စီတပ်ရဲ့စစ်သင်းမော်တွေကိုအာရကတတော် AA ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ အခုတခါတပတ်ကရန်ကုန်စစ်တွေကားလမ်းတစ်လျှောက်မှာရှိတဲ့စစ်ကောင်စီတက်စကန်တွေကိုပါအရကတက်တော်အေအေကစတင်ထိုးစစ်ဆင်လာပြီဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီရန်ကုန်စစ်တွေလမ်းပိုင်းဘက်မှာအကြံဖက်စစ်ကောင်စီရဲ့ဒက္ကစခမာယ344ခလိုက်ရ232နဲ့အခြားတက်တွေပါရှိပြီအဲ့ဒီတက်တွေကစစ်တွေမြို့ကိုကာထတာဖြစ်တယ်လို့အဲ့ဒီတက်တွေကိုအရခတက်တော်အေအေကစတင်ထိုးစစ်ဆင်လာပြီဖြစ်တယ်လို့စစ်ရေးတတိယအရေးမြစ်ကပြောထားပါတယ် တရှိမှာတော့ကုန်းလန်းဘိုင်းတွေကိုအရခတ်တော်အေအေကတင်ပိုက်ထားတာဖြစ်တဲ့အတွက်စစ်ကောင်စီဘက်ကစစ်တွေကိုလာမယ်ဆိုရင်လေကြောင်းနဲ့ရေကြောင်းကပဲတွားလို့ရမှာဖြစ်တယ်လို့လေဒေတာကန်တည်င်းရှင်မကပြောထားပါသေးတယ်။တစ်ဖက်မှာတော့အကြံဖတ်စစ်ကောင်စီတပ်ကစစ်တွေမှာသူတို့ထုံးစံအတိုင်းလူအင်အားထောင်နဲ့ကြီးထပ်ပို့ထားပြန်တဲ့အပြင်လက်နက်ခဲယံတွေလည်းအမြောက်အများပို့ထားပြီးခံစစ်ပြင်းနေပြန်တယ်လို့စစ်တပ်တည်င်းရှင်မကပြောထားပါသေးတယ်ခင်ဗျ။အခုတခါမကွေးတိုင်းဘက်မှာတော့ ဆလင်းမြို့မှာကင်းလန်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား2ဦးကတော့နေရာမှာတင်ပစ်လဲပြီးအသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတေသွားတဲ့စစ်သားမသာအလောင်းတွေနဲ့ဒဏ်ရာရစစ်သားတွေကိုပါကားနဲ့လာတဲသွားကြတယ်လို့ဆလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်ကိုပြောပါတယ်ဒီဇင်ဘာလ26ရက်နေ့ကပဲ စလင်းမျိုးမှာကင်းလက်နေတဲ့စစ်ကောင်စီတပ်သားတွေကိုစလင်းမျိုးမှာဈေးတောင်ဘက်လမ်းဆုံမှာတော်လန်ရေးပူပေါင်းတပ်တွေကမိုင်းတွေပါအသုံးပြုပြီးကြားဖြတ်တက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခတ်မှုအတွင်းစစ်ကောင်စီတပ်သား2ဦးကတော့နေရာမှာရင်ပစ်လဲပြီးအတိအသိတိုက်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား3ဦးကဒဏ်ရာတွေရသွားကြသလိုဒေါ်လန်ရေးရဲ့ပေါ်တွေကပစ်ခတ်မှုတွေကြားကနေထေသွားတဲ့စစ်သား2ဦးစီကနေလက်နက်ကောက်ဖို့ကြိုးစားပြီးပဲအခွင့်မတားခဲ့ပဲစစ်ကားတွေချက်ချင်းရောက်လာပြီး တည်သွားတဲ့သူတို့စစ်သားမပါလောင်းတွေနဲ့ဒဏ်ရာရစစ်သားတွေကို လာတဲ့သွားကြတယ်လို့စနေမျိုးနဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အချက်ပတ်စစ်ကောင်စီတပ်ကဘကိုးတိုင်းမင်းလာမြို့နယ်နဲ့မကွေးတိုင်းပွင့်ဖြူမြို့နယ်တွေမှာစစ်မှုထမ်းတပ်သားတွေအဖြစ်လူငယ်10ဦးကိုပေါ်တာဆွဲဖမ်းဆီးတွားပြန်တဲ့အပြင်ပြည်မြို့မှာလည်းနေတိန်ရဲကိုတိုင်းဥဆောင်ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးငွေညှစ်မှုတွေဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဘကိုးတိုင်းမင်းလာမြို့နယ်မှာဆိုရင် ဒီဇင်ဘာလ26ရက်နေ့ကပဲရွှေဆန်ပြည့်ကျေးရွာကရေဆက်တူးနေတဲ့လူငယ်လေးဦးကိုအချမ်းဖက်စကောင်စီတပ်သားတွေကစစ်မှုထမ်းရမယ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုပါတယ်။တစ်ဖက်ကမကွေးတိုင်းပွင့်ဖြူမြို့နယ်မှာဆိုရင်လေဒီဇင်ဘာလ26ရက်နေ့ကတည်းမဲဇလီကဏီနဲ့မတဲကျေးရွာတွေကလူငယ်6ဦးကိုစစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့အကြောင်းကိုတိထားရတယ်လို့ပွင့်ဖြူမြို့နယ်ပကပတာဝန်ရှိသူတို့ကပြောထားပါသေးတယ်။ဒါအပြင် တဖက်မှာလည်းပြည်မျိုးကပေါန့်တလေရက်စကန်မှာရှိတဲ့နေဒင်းရဲ့ဘခန်လို့ခေါ်တဲ့ကြော်ဖြိုလင်းဆိုသူကိုယ်တိုင်ကခြေရွာအုပ်ကြီးတွေနဲ့အတူလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးမိသားစုတွေစီကနေငွေညစ်တောင်းရန်တာတွေတောက်လျှောက်လုပ်နေတယ်လို့လေဒီတက်ကံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ချီးစွတ်တင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ